ဝင်းဒီချုပ်ဟောင်းကြောင်းမလို့ဘင်္ဂလားဒေ့ရှ်မှာစစ်တပ်ကလုံခြုံရေးတာဝန်ပြောင်းလဲရယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာဝင်းဒီချုပ်ဟောင်းရှိခ်ဟာစီနာကိုထောက်ခံသူတွေကဆန္ဒပြပွဲတွေနဲ့အစိုးရနဲ့ဆိုင်တဲ့နေရာတွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်လာတာကြောင့်စစ်တပ်ကလုံခြုံရေးတာဝန်တွေကိုပြောင်းလဲရယူလိုက်ပါပြီ။အိန္ဒိယနိုင်ငံမှာခုလုံနေထိုင်တဲ့ရှိခ်ဟာစီနာကိုဝင်းဒီချုပ်တာဝန်ယူခဲ့ချိန်မှာဆန္ဒပြသူတွေတေဆုံးခဲ့မှုအတွက်စွဲဆိုထားတဲ့အမှုတွေကိုအမိန့်ချဖို့ပြင်ဆင်လာတာကြောင့်ရှိခ်ဟာစီနာရဲ့ပါတီဖြစ်တဲ့အေဝါမီလိကဥဆောင်ပြီး စန့်ကျင်ဆန္ဒပြမှုတွေကိုလှုပ်ဆောင်ခဲ့ကြတာပါမြို့တော်ဒါကအပါဝင်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆန္ဒပြပွဲတွေပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ဒါကမြို့ပေါ်မှာအစိုးရနဲ့ဆိုင်တဲ့နေရာတွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့ပါတယ်လက်လုံဘုံတွေနဲ့မီးလောင်ဘုံတွေပောက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့အပြင်ဒါကမြို့တွင်ပို့ဆောင်ရေးမှာအတုံးပြူတဲ့ဘတ်စကားတွေမီးတင်ရှို့ခံရတဲ့ဖြစ်စဉ်တွေလည်းဖြစ်လာခဲ့တာကြောင့်စစ်တပ်ကလုံခြုံရေးတာဝန်တွေကိုလွှဲပြောင်းရယူလိုက်တာပါဘင်္ဂလားဒေ့ရှ်ရှားရီအစိုးရကိုဥဆောင်နေတဲ့ ်နိုဗယ်ဆုရှင်မိုဟာမက်ယူနက်စ်ကတရားဥပဒေနဲ့အညီဖြည့်ရှင်းဖို့တော့တိုက်တွန်းခဲ့ပါတယ်။ဆန္ဒပြမှုတွေနဲ့ပြည်ပခါတွေကြောင့်မလို့ဒါကာမြို့မှာရှိတဲ့အကြောင်းတွေကိုလည်းပိတ်ထားဖို့အစိုးရဘက်ကဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ။